မင်္ဂလာပါကျမတို့ရဲ့ channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်တွေအတွက် twin light ဆိုတဲ့ဇလန်လေးကိုတင်ဆက်ပေးဖို့အတွက်ရွေးချယ်ထားပါတယ်ဘေလာဆိုတဲ့ကောင်မလေးဟာတာယာပြီးတော့စိတ်နှဲဆူပြေနေတဲ့သူမရဲ့ဇာတိမျိုးလေးကိုစွန့်ခွာကသွေးဆုပ်ဖို့ကောင်နေကြံလေကြက်စားတဲ့မျိုးလေးတစ်မျိုးကိုပြောင်းရွှေ့ဖို့အကြောင်းပြန်လာခဲ့ပါတယ်အချိန်အားစပြီးတော့ဘေလာတယောက်ဘလို့ခက်ခဲတွေရင်ဆိုင်ရမလဲသွေးဆုပ်ဖို့ကောင်တွေနဲ့ရောဘလို့ပတ်သက်မှုတွေရှိလာမလဲဆိုတာကိုကျမတို့နေအတူလိုက်ပါခန်းစားကြည့်လိုက်ရအောင်ပါ ။ဇလန်ရဲ့အစမှာတော့ဘေလာဆိုတဲ့ကောင်မလေးဟာမိခင်ဖြစ်သူကိုနှုတ်ဆက်က Force လို့ခေါ်တဲ့မြို့ကိုပြောင်းရွှေ့လာပါတယ်။အဲ့ဒီမျိုးမှာဖခင်ဖြစ်တဲ့ Charlie လေးနေထိုင်တာပဲဖြစ်ပါတယ်။ဘယ်လာမိပါတွေကကွာရှင်းပြက်စေးထားကြသူတွေဖြစ်ပြီးတော့မိခင်ကတော့နောက်ရင်တာတစ်ခုပြုတ်ထားပါတယ်။ဖခင်စီကိုတပတ်တစ်ခါပုံမှန်ရောက်ဖြစ်ပေမဲ့ဒီတစ်ခါပြောင်းရွှေ့မှုကတော့နှစ်ရှည်ကြမှာပဲဖြစ်ပါတယ်။ အကြောင်းကတော့ဘေလာမီကင်နဲ့ပထွေးဖြစ်သူတို့ဟာခီးရှည်ထွက်ရမှာကြောင့်ဖိုက်ခင်ဖြစ်တဲ့ချာလီကိုခဏတာဆောက်ရှောက်ခိုင်းတာပဲဖြစ်ပါသည်။ Force မျိုးလေးဟာလူဦးရေ3000ကျော်သားရှိပြီးတော့ဘေလာဖိုက်ခင်ကအဆိုပါမြို့ငယ်လေးရဲ့ရဲမှူးတယောက်လေးဖြစ်ပါသည်။ဘေလာကိုဖိုက်ခင်ဖြစ်သူက လာကြိုခဲ့ပါသည်။အင်ကိုသွားနေတဲ့လက်ခုလက်မှာတော့ဖိုက်ခင်ဟာတမီလေးဘေလာကိုစပင်းနေရှေ့လာနေတော့လို့စကားဆားလိုက်ပါသည်။ဘေလာအဖေနဲ့နောက်ဆုံးတွေ့လိုက်ကညှက်လိုက်တာလို့ပြန်ဖြေလိုက်ပါသည်။ ီလိုနဲ့တာဘာနီယောင်အင်းနီးစီရောက်လာခဲ့ပြီးကားရီကဘေလာဝင်စားရိရှူကဘေလာနေရမယ့်အခန်းကိုလိုက်ပို့ပေးပါရီချာလီကသမီးဖြစ်သူကိုအရန်ချစ်တက်ပြီးတော့အခန်းကိုလေဘေလာကြိုက်တဲ့ခင်းရောင်သုံးဆောင်နေနဲ့ခင်ကျင်းထားပါရီအခန်းကိုသမီးကြိုက်တဲ့ခင်းရောင်ပြင်ဆင်ထားတဲ့သမီးသဘောကျရလားလို့မေးလိုက်တဲ့အခါဘေလာကဖခင်ကိုပြုံးပြလိုက်ပြီးတော့သဘောကျပါတယ်လို့ပြန်ပြောလိုက်ပါရီအဲ့ချိန်ဖခင်ကိုငေးတငယ်ချင်းဖြစ်တဲ့ဖေလီဘလက်တို့သားဖနေအောင်ရောက်လာခဲ့ပါရီ ဘယ်လာလဲအိမ်ပေါ်တက်ကဆင်းလာပြီးတော့ဘေဒီတို့သားဖားနှစ်ယောက်ကိုနှုတ်ဆက်လိုက်ခါတမိမမိရဲ့လားသူကဘယ်လီပလက်လီနောက်ကတော့သူ့ရဲ့သားချီကော့လို့မိတ်ဆက်ပေးလိုက်ပါရင်နောက်တော့ချာလီယာတမိဖြစ်သူမြို့မှာတောတောလာလာစီဖို့နဲ့လွဲရင်တော့ဖို့ဘဲလီစီဟာကာဒစီဝယ်လိုက်ခါလက်ဆောင်ဖြစ်ပေးလိုက်ပါရီကားလက်ဆောင်ရတော့တဲ့ဘေလာလေးဝမ်းတာသွားပြီးတော့ငေတငယ်ကြီးဖြစ်တဲ့ဂျီကောနဲ့တူမြို့ကိုပတ်ကြည့်ခဲ့ပါရီနောက်နေမှာတော့ဘေလာကမြို့မှာရှိတဲ့ဓာတုဗေဒအကြောင်းကိုတက်ရပါရီ နေရာတဲ့ပဝင်းကျင်တနေ့နေသားမကြသေးတဲ့ဘေလာတယောက်เจ้าမရောက်လေလေဖြစ်နေခဲ့ပါရဲ့အစိမ်းအဲရစ်ဆိုတဲ့ကောင်းလေးတယောက်ရောက်လာပြီးတော့ဘေလာကိုနှုတ်ဆက်လိုက်တယ်เจ้าမရှိတဲ့လူတွေအားလုံးဟာ ဘေလာကိုဖော်ဖော်ယူဆက်ဆံကြပြီးတော့ဘေလာနဲ့လည်းတငယ်ချင်းဖြစ်ဖို့ဝင်မလေးခဲ့ကြပါဘူးဒီလိုနဲ့အကြောင်းရဲ့ဘောလီဘောအားစားကွင်းမှာအခမ်းမော်ရီရဲ့တွန်းအားပေးမှုကြောင့်ဘေလာတယောက်စော်ကစားရပါတော့ပြီဘောလီဘောမစော့တဲ့တဲ့ဘေလာဟာအလွန်လေးမမားရီလုံနေပြီးတော့ဘောလုံးကသူ့စီရောက်လာတဲ့အခါမှာဘေးတစ်ဖက်ကိုပို့ထုတ်လိုက်ပါတယ်အဲ့ကဘေးမှာရှိတဲ့နျူတန်ဆိုတဲ့ကောင်လေးကိုထိသွားခဲ့ပါရီ။သူကြောင့်ထိခိုက်သွားတဲ့နျူတန်ကိုဘေလာကတောင်းပန်ခဲ့ပေမယ့်နျူတန်ကတော့ကိစ္စမရှိတဲ့အကြောင်းပြောလိုက်ပါရီ။ အဲ့နောက်တော့တယောက်နဲ့တယောက်နှုတ်ဆက်လိုက်ကြပြီးတော့ခင်မင်းရှင်းနေသွားခဲ့ပါရီသူတို့နှစ်ယောက်ရဲ့စကားဝိုင်းကိုဂျက်စီကာဆိုတဲ့ကောင်မလေးလေးရှောက်လာပြီးတော့ဝင်ရောက်မေးဆက်လိုက်တာကြောင့်ဂျက်စီကာနဲ့မှခင်မင်းကိုရောက်သွားခဲ့ပါရီတကယ်ကျက်တွေ့တွေရလာပြီးဘေလာဟာတယောက်တည်းထိကြံမနေတော့ဘဲနဲ့နျူတန်နဲ့ဂျက်စီကာတို့နဲ့တူခုံတစ်ခုံမှထိုင်ပြီးတော့စကားပြောနေကြပါရီအဲ့ချိန်မှာနျူတန်တကယ်ကျက်တယောက်ကအမှုမဲ့အမှန်မဲ့ရှောက်လာပြီးတော့ ညူတန်ထိုင်မဲ့ခုံကိုဆွဲလိုက်ခါဆန်းလာလိုက်ပါရီညူတန်လည်းတငယ်ချင်းဖြစ်သူနားလိုက်လို့ပြေးလိုက်ခါပြန်ဆဖို့ကြိုးစားပါတော့တယ်စကားဝိုင်းမှာတော့ဘယ်လာနဲ့ဂျက်စီကာသာကြံခဲ့ပြီးတော့ဘယ်လာဟာကျောင်းမှာတီးတီးတီးထိုက်တဲ့အကြောင်းနဲ့ကျောင်းသားကျောင်းသူတွေအကြောင်းကိုမင်းမြဲခဲ့ပါရီအဲ့ချိန်မှာအသားရောင်ကဖြူဖြူဖက်ဖက်နဲ့အသွင်ရှိပြီးတော့တာမန်သူတွေနဲ့ကွဲချက်နေတဲ့အဖွဲတစ်ဖွဲရောက်လာပါရီဘေလာကရီတို့ရဲ့တမူတူကြတဲ့အသွေးပြင်းနဲ့ပုံစံတွေကြောင့်အစောပိုင်းသူတွေအကြောင်းကိုသိကြလာပါတော့ဤအနောက်ဂျက်စီကာကို သူတို့ကဘသူတွေလဲမိလိုက်တဲ့အခါမှာဂျက်စီကာကသူတို့ကကိုလန်တွေလေသူတို့ကိုဒေါက်တာကိုလန်တို့မိနီမယားကမွေးစားထားတာဖြစ်တယ်အလာစကာကနေပြောင်းလာတာမကြသေးဘူးစပင်ရွှေအောင်နဲ့ကောင်မလေးကရိုစလီသူပြီးတော့တယောက်ကတော့အဲမဲသူတို့တွေကတဘူးတွဲနေထိုင်ကြတယ်နောက်ပြီးတော့စပင်နဲ့အောင်နဲ့ကောင်မလေးကအဲလေအဲလေရဲ့ဘီကတယောက်ကတော့ဂျက်စပါဖြစ်ပြီးတော့သူကတစ်ခုခုကိုနားကျင်နေသလိုပုံစံမျိုးပဲလို့ပြောလိုက်ပါတယ် အဲ့နောက်သူတို့နဲ့အတူပါလာတဲ့ရုပ်ရည်တသက်မပြည့်ရှိတဲ့ကောင်းလေးတစ်ယောက်လည်းဝင်လာခဲ့ပါရီဗီလာလေးသူ့ရဲ့အကြောင်းကိုသိကျင်လာကြမိလိုက်တဲ့အခါသူ့နာမည်ကအဲဝတ်ကိုလည်းသူကတကယ်ကြည့်ကောင်းနေဒါပေမဲ့ငါပါဝင်ဒီမှာရှိတဲ့ကောင်းမလေးတွေကသူ့တက်မဟုတ်ဘူးလို့ပြောလိုက်ပါရီ ။နောက်ပြီးသူတို့ကအခြားသူတွေနဲ့ကွဲချက်နေပြီးတော့တိချနေတတ်တဲ့သူတွေပဲဖြစ်ပါရီ။ဘေလာကတော့အက်ဒဝတ်ကိုကဲခတ်လိုက်ပြီးတော့အက်ဒဝတ်လည်းတစ်ချက်ပြန်ကြည့်လိုက်ပါရီ။အဲနောက်မှာဘေလာဟာစာတင်ကြဖို့တွေကြောင်းခန်းလေးကိုရောက်လာခဲ့ကအခန်းထဲမှာတော့အက်ဒဝတ်လည်းရှိနေပါရီ။ဆရာဖြစ်သူကဘေလာကိုအက်ဒဝတ်ဘေးမှာထိုင်ခိုင်းလိုက်ပြီးတော့တပည့်ဖြစ်သူတွေကိုစာတင်ကြဖို့စာအုပ်တွေထုတ်ခိုင်းလိုက်ပါရီ။ဘေလာလည်းအက်ဒဝတ်ဘေးမှာထိုင်လိုက်ပါရီ။အက်ဒဝတ်ကတော့ဘေလာကိုစူးရှရတဲ့မျက်လုံးတွေနဲ့တိတ်ချစိုက်ကြည့်နေခဲ့ပြီးတော့တင်ကြားရေးနဲ့ပတ်သက်တဲ့ပစ္စည်းတစ်ခုကိုဘေလာစီထိုးပေးလိုက်ပါ ါတယ်။တိတ်မကြခင်မှာအဲဝက်လေကနာမကြီးနဲ့ပုံစံလေးဖြစ်လာပြီးတော့ကျောင်းခေါလောက်တီးချိန်တော့မှမဆောင်တော့ဘဲချက်ချင်းထွက်လာခဲ့ပါတော့ရီ။အဲ့နောက်ဘေလာကနောက်ကလိုက်ထွက်လာပြီးတော့အတန်းပြားဖို့တက်ဆိုင်ရာဆီယာမောက်ကိုပြောနေတဲ့အဲဝက်ကိုတွေ့ခဲ့ပါတယ်။ဆီယာမောက်ကတော့ရှိပါပေတာအခန်းတွေပြည့်နေတာကြောင့်အခန်းပြောင်းဝေးပုံမဖြစ်နိုင်ဘူးလို့ပြောတော့အက်ဒွတ်လေးစိတ်ပြက်ပြက်နဲ့ထွက်လာခဲ့ပါတယ်။ဘေလာကတော့အက်ဒွတ်ကိုနားမလည်နိုင်တဲ့မျက်လုံးတွေနဲ့ကြည့်နေပြီးတော့ဒစုံတစ်ခုကိုဖုံးကွယ်ထားတယ်လို့ကောက်ချက်ချလိုက်ပါတယ်။အဲ့နောက်ဖခင်ဖြစ်သူနဲ့ညစာကိုစိုက်တဆိုင်မှာပဲစားတော့ကကုံဆုံးခဲ့ပါတယ်။ ်ညနေပိုင်းရောက်လာတဲ့အခါဘယ်လာဟာအဝိကူရောက်နေတဲ့မိခင်ဖြစ်သူနဲ့ဖုံးပြောကဒီမျိုးမှာအဆင်ပြေကြောင်းနဲ့မိခင်ဖြစ်သူကိုစိတ်မပူဘဲမှားလိုက်ပါရီမနေ့မိုးလင်းတော့ဘယ်လာဟာအကြောင်းကိုရောက်နေနေပြီးတော့အက်ဒဝတ်ကသူ့ကနေပတ်သက်ပြီးဘာပြဿနာရှိလို့လဲမနေ့ချစ်ဆိုင်မေးဖို့ကားပါကင်တစ်ခုမှစောင့်နေခဲ့ပါရီဒါပေမဲ့အကြောင်းကိုသူ့ရဲ့အပေါင်းပါရီသာရောက်လာပြီးတော့အက်ဒဝတ်ကပါမလာခဲ့ပါဘူးဘယ်လာလေးရန်နေငယ်သာစောင့်ကြည့်နေခဲ့ပေမဲ့လေအဝိရဲ့ရေရောင်ကတော့တစ်ဆက်လေးမှပေါ်မလာခဲ့ပါဘူး နောက်တစ်ခန်းမှာတော့အစောင်းတယောက်နောက်ကိုတစုံတယောက်ကတဲကြီးမဲကြီးလိုက်နေခဲ့ပါရီ။အဲနောက်တလိဆန်တကလုံးယူဆရတဲ့အဖွဲတစ်ဖွဲရဲ့တပ်ဖြတ်ခြင်းကိုခံလိုက်ရပါတော့ပြီ။ဘေလာကတော့ကျောင်းကိုသွားဖို့အလော်တကြီးအိနေကထွက်လာခဲ့ပါရီ။ဖော့မြော်လီကတော့မိုးရွာသွားနေတာကြောင့်အလော်တကြီးထွက်လာတဲ့ဘေလာလေးအိရှိလမ်းပေါ်မှာချော်လိုက်ကြခဲ့ပါရီ။ဂျာကိုဖခင်ဖြစ်သူမြင်သွားတော့ဒရိတ်ထူလိုက်ခါဒီနေ့အဖေနောက်ကျမှဖြစ်လို့ညစာကိုသူ့ကိုမဆောင်မင်းနဲ့စားနေဖို့မှကြားလိုက်ပါရီ ဘီလာကနောက်ကြားတဲ့အကြောင်းရင်းကိုမေးလိုက်တော့ဖခင်ကမေးစံကောင်တီမှာအဆောင်တစ်ယောက်ကိုတရိစံတကောင်လို့ယူဆတဲ့အကောင်ကြီးတကောင်ကရေရဆက်ဆက်တက်ဖြတ်သွားတာကြောင့်သွားစစ်ဆေးရမှာလို့ပြောလိုက်ပါရီ။အဲ့နောက်တော့တာဖာနှစ်ယောက်ကတယောက်နဲ့တယောက်ဂယူဆိုင်ဖို့မှကြားလိုက်ခါလမ်းခွဲလိုက်ကြပါတော့ရီ။ကြောင်တော့ဘီလာဟာသူမရဲ့ခန်းစီရောက်လာပါရီ။အဲ့မှာအက်ဒဝတ်ကရောက်နေနေပြီးတော့ဘီလာကိုနှုတ်ဆက်လိုက်ပါရီ။အက်ဒဝတ်ကသူနဲ့ဆက်ဆက်တွေ့တုန်းကနှုတ်မဆက်ဖိနေရိုင်းပြခဲ့လို့တောင်းပန်ပါတယ်လို့စကားဆက်လိုက်ပါရီ။ဘီလာကလည်းကိစ္စမရှိပါဘူးလို့ပြန်ပြောလိုက်ခါနှစ်ယောက်စလုံးဟာတိတ်ပန်ပါ ာရက်ကိုအတိုင်ဖောက်ညီညီနဲ့တင်ကြားနေခဲ့ပါရယ်။အနောက်တော့ဘီလာနဲ့အက်ဒဝတ်ကတယောက်နဲ့တယောက်ရင်းနှီးသွားကြပြီးတော့တငယ်ချင်းတွေဖြစ်လာခဲ့ပါရယ်။စာတင်ချိန်ပြီးတော့ဘီလာနဲ့အက်ဒဝတ်တို့ဟာစကားပြောရင်းနဲ့လမ်းလျှောက်လာခဲ့ပါရယ်။ရုတ်တရက်အက်ဒဝတ်ကဘီလာကိုစိုက်ကြည့်နေရကြောင့်ဘာဖြစ်လို့လဲမေးတဲ့အခါမှာမင်းနားလည်နိုင်ဖို့ငါစူးစမ်းနေတာပါ။မင်းရဲ့စိတ်ကိုငါဖတ်ဖို့အရန်ခက်ခဲနေရလို့ပြောလိုက်ပါရယ်။တစ်ချိန်တည်းမှာပဲအဝါရဲ့မျိုးလုံးတွေကအယောင်ပြောင်းလာတာကြောင့်နေမြက်ကမဲ့တက်ထားတာလို့ဘီလာကမိလိုက်တဲ့အခါအက်ဒဝတ်ကဘာမှမပြောဘဲနဲ့ထွက်လာခဲ့ပါရယ်။ကျောင်းဆင်းချိန်မှာတော့ဘီလာက သူမရဲ့ကားပေးမှာရှိနေပြီးတော့အဲဘက်ကခံလဲလဲနေရကနေလမ်းကြည့်နေခဲ့ပါရဲ့ အကျင်းဘေလာရဲ့ငွေတငယ်ချင်းဂျီကော့ကကားကိုရှင်ပြပြမောင်းလာခဲ့ပြီးတော့ဘေလာနာရောက်တော့ထိမနိုင်ဖြစ်သွားခဲ့ပါရီကားကိုဒီတိုက်ဆွဲပြီးတော့ဘေလာကိုတိုက်လူဆဲဆဲမှာပဲအတွက်ကဘေးချိန်မဲမတီရောက်လာခဲ့ပြီးတော့ဘေလာကိုကောက်ခွေပေးလိုက်ပါရီအရှင်ပြပြနဲ့ရောက်လာတဲ့ဂျီကော့ကားကလည်းအတွက်လည်းနဲ့ထိလိုက်တော့ကားရဲ့ဘေးပေါင်ကပိတ်လိမ်သွားပါတော့တယ်ဘေလာကတော့ဒီဖြစ်ပျက်တွေကြောင့်လတ်သွားပြီးမြအတွက်ရဲ့လူရက်ကဘေလာကိုပို့ပြီးတော့အန်အောသွားစေခဲ့ပါရီဒီလိုနဲ့ចောင်းစေးကဲမှာဘေလာကိုကုသပေးနေပြီးတော့တရင်ချသိသွားတဲ့ဖခင်နဲ့ဘေလာကိုစိတ်ပူ ပန်ပြီးတော့အလောကြီးရောက်လာခဲ့ပါပြီ။ဖခင်ရောက်လာတော့ဂျေကော့ကိုပြစ်တင်ပြောဆိုခဲ့ပြီးတော့သမီးဖြစ်သူကြီးပမာမထိခိုက်ခဲ့လို့သာဂျေကော့တက်တာသွားခဲ့ရတာပါ။ဒါပေမဲ့လည်းဂျေကော့ရဲ့ရှင်မောင်းလိုက်စင်ကတော့အသိခံလိုက်ရပါတော့ပြီ။ဗီလာကတော့အက်ဒဝါကြောင့်ပဲတွေးနေပြီးတော့အစီးရမဖြစ်ခင်အက်ဒဝါကသူ့နဲ့ခက်ခဲဝေးမှရှိနေတာကိုဘလို့မြပြပြန်ရောက်လာလဲဆိုတော့ဝီခွဲများတဲ့မိကုနေကိုတယောက်တည်းမင်းနေခဲ့ပါရီ။အက်ဒဝါကိုမေးကြည့်ပေမဲ့လည်းအတိအကျသိကြတဲ့အဖြစ်တစ်ခုမှမမရခဲ့ပါဘူး။ အင်းညမှာပဲဘေလာဟာအိမ်မက်လိုလိုတကယ်ဖြစ်နေတယ်လို့လို့နေအဝါကသူ့နားကိုရောက်လာတာကိုမြင်မက်နေပါရီဘေလာကတော့သူ့ကိုယ်သူဝေခွေးမြဖြစ်နေပြီးတော့အဝါအကြောင်းသာတစ်စိတ်လုံးစဉ်းစားနေပါတော့ရီကျောင်းတော့ဘေလာစီကိုတငယ်ချင်းဖြစ်တဲ့နျူတန်ဟာသူနဲ့တူကျောင်းကဘွဲကိုတက်ပြီးပို့တောင်းဆိုနေပါရီဘေလာကတော့အဲ့နေကြရင်သူ့မှာဂျစ်စင်ဘရီကိုတောင်းဆရာရှိလို့မအားဘူးလို့ကျောင်းပြောလိုက်ပါရီဘေလာနဲ့နျူတန်စကားပြောနေတာကိုအဝါကစောင့်ကြည့်နေတာဖြစ်ပြီးတော့ဆရာကသူ့ဒနာကိုလက်တွေ့တင်ကြားဖို့ခေါ်လိုက်တဲ့အခါစကားစာပြတ်သွားပါတော့ရီနောက်တော့ဆရာဖြစ်သူဟာတစ်ပင်နေရဲ့ထူ ားချက်နဲ့ဂုံတစ်တီတွေကိုရှင်းပြပေးနေပါပြီ။ဘေလာနာကိုလည်းအက်ဒဝါကရောက်လာပြီးတော့ဂျက်ဆင်ဘယ်ရီမှာဘာရှိလို့လဲမိလိုက်တဲ့အခါမှာဘေလာကအက်ဒဝါရဲ့မိကိုမဖြစ်ကြဘဲနဲ့နင်ကားကိုဘလို့ရလိုက်တာလဲဆိုတာအရှင်ပြောပြလို့အချက်ခံလိုက်ပါရီ။အချင်းဂျက်စီကာရောက်လာတာကြောင့်စကားပြတ်သွားခဲ့ပါရီ။အင်ပီယောက်တော့မိခင်ဖြစ်သူကိုဖုံးဆက်ဖို့အတွက်ဘေလာကိုပြောလိုက်ပါရီ။ဘေလာကစိတ်ပူတက်တဲ့မိခင်ကိုအသေးမွားလေးကစမပြောပြဖို့တောင်းဆိုလိုက်ပါရီ။ကျောင်းရဲ့နားနေကန်တစ်ခုမှာတော့ဂျီကိုဟောတို့တငယ်ချင်းဖွဲ့ဟာလက်ပူးစကန်ကြီးမှာလိုင်းလုံးကြီးတွေကိုတငယ်ချင်းတွေနဲ့ ွားစီးဖို့အတွက်တိုက်ပင်နေပါရီအချိန်ပေလာလည်းရောက်လာပြီးတော့ပေလာကပါသူတို့နဲ့လိုက်ခဲ့ဖို့ပြောပါရီပေလာလည်းငွေတငယ်ချင်းချီကောနေတငယ်ချင်းတွေစုသွားမှဖြစ်တာကြောင့်တခါစစ်စားမနေဘဲနဲ့လိုက်ဖို့ဆုံးဖြတ်လိုက်ပါရီကန်ချီရောက်တော့ပေလာကကားပေါ်မှာရှိနေပြီးတော့ဂျက်စီကာရောက်လာပြီး အင်းကြီးစစ်ကိုတက်ခိုင်းလိုက်ပါရီတချိန်ထဲမှာပဲဂျီကိုရိုတငယ်ချင်းဖွဲ့တွေရောက်လာခဲ့ပါရီဂျီကိုရိုရောက်လာတော့ဘယ်လာကဒီကန်းဂျီကိုလာဖို့အတွောက်ကိုဖိတ်ခဲ့တယ်လို့ဂျက်စီကာစကားဆလိုက်ပါရီဂျီကိုဖွဲ့တွေကတငယ်ချင်းတွေကတော့ကုလန်တွေကဒီကိုဘယ်တော့မှမလာဘူးလို့ပြောလိုက်တော့ဘယ်လာကဒီနိုဒီเจ้าတွေတိနေရလားလို့မိကိုထုတ်လိုက်ပါရီအရင်တွေကအတွောက်เจ้าကိုတိကျနေတဲ့ဘယ်လာကဒီလိုပြောလိုက်တော့ဂျီကိုစီကိုသူတိကျနေတာရင်းမိပါတော့ရီကန်းဂျီမှာနှစ်ယောက်သားလမ်းလျှောက်ထွက်ရင်းနဲ့ကုလန်တွေကြောင်းမိပါတော့ရီဂျီကိုကတော့ဒါရီယာတနအီပုံမြင်တက်တက်တွေပါငါတို့က ကွေလီယိုမျိုးနွယ်စုကနေဆင်းသက်လာတာကွေလီယိုမျိုးနွယ်စုဆိုတာကဝင်းပလီမျိုးနွယ်တွေဖြစ်တယ်ကုလန်တီကတော့ငါတို့ရဲ့ရှမ်းသူတော်တွေပေါ့ငါရဲ့အဖေကရွာကောင်းဆောင်ဖြစ်ခဲ့ဘူးလေတနေ့တော့ငါတို့နေမျိုးတွေကိုကျွန်ပြီးတော့အမေလိုက်ခဲ့တယ်ဒါကြောင့်ကုလန်တီကိုကွေလီယိုမျိုးပေါ်မှာနောက်ထပ်ပေါ်မလာရင်သူတို့ကြောင့်မပြောဘူးလို့သဘောတူညီချက်လုပ်ခဲ့ကြတယ်လို့ပြောလိုက်ပါတယ်နောက်တစ်ခါမှာတော့ငါဖက်နေတဲ့လူတစ်ယောက်ကိုရွှေအောင်စပေးမိကလေးတစ်ယောက်နဲ့ယောက်ျားတစ်ယောက်တို့ကလှလှမြေမြေမြေရှောက်လာခဲ့ကတက်ဖြတ်လိုက်ပါတော့တယ်တစုံတစ်ခုကိုတည်ကျင်လာပြီးမိယာမကစူးစမ်းတဲ့ပေလာကတော့ကုလန်တီကြောင့် ကိုကိုကေးကနေရှာဖွေလေ့လာနေခဲ့ပါတယ်။ဒီလာကတော့ဂျာဝင်းထဲမှာဂျက်စီကာနဲ့တူတူရှိနေပြီးတော့အဲ့ဒီဘက်ကိုရှာဖွေနေခဲ့ပါတယ်။ဒါကိုသိတဲ့ဂျက်စီကာကသူ့စီမှာမရှိဘူး။ကုလန်နေကရာသီဥတုသားရပြီးတော့နေအောင်ထွက်လာရဲ့မနေတော့ဘူးလို့ပြောလိုက်ပါတယ်။ အိမ်နောက်အေရိတ်လျှောက်လာပြီးတော့သမိုင်းရဲ့ချစ်သူကောင်းလေးနဲ့ညသာစာပွဲချိန်ထားတာဖြစ်ပြီးတော့အဝိစားချို့သွားဝယ်ဖို့ဘေလာကိုလိုက်ခဲ့ဖို့ခွင့်တောင်းခဲ့ပါရယ်ဒီလိုနေ့တငယ်ချင်းတို့ရအဝိထေဆိုင်ကိုရောက်လာခဲ့ပြီးတော့ဘေလာကတော့စိတ်ပါနေတဲ့ဟန်မပေါ်ပါဘူးဘေလာကအက်ဒဝါကြောင့်ပဲသိချင်နေတာကြောင့်ကုလန်နီနဲ့ပတ်သက်တဲ့စာအုပ်ကိုရှာဝယ်ဖို့အတွက်စာအုပ်ဆိုင်ကိုသွားမယ်လို့ဂျက်စီကာတို့ကိုလမ်းပြလိုက်ပါရယ်ညသာစာပွဲကိုသူချင်းမီရောက်လာမှမို့ စောင်းနေဖို့မာကြာရင်နဲ့စာအုပ်ဆိုင်ကိုထွက်လာခဲ့ပါရယ်ဘေလာလေးစာအုပ်ဆိုင်ကလိုအပ်တဲ့စာအုပ်ချုပ်ဝေပြီးတော့ထွက်လာတဲ့အချိန်မှာမှောင်ရီစာပြုံးနေပါပြီအိမ်ပြန်လမ်းမှာတော့ယောက်ျားတစုဟာဘေလာကိုလိုက်နှောက်ရှက်ကြပါရယ်တစ်ချိန်တည်းမှာပဲအက်ဒဝါကကားကိုတရက်ချမ်းမောင်းပြီးတော့ဘေလာစီကိုရောက်လာပါရယ်အက်ဒဝါကဘေလာကိုသူ့ရဲ့ကားထဲမှာထိုင်ခန်းလိုက်ပြီးတော့အဆိုပါလူတစုကိုကျောင်းလက်ဖွဲ့မျိုးလုံးနေနေကြည့်လိုက်ပါရယ်အက်ဒဝါရဲ့မျိုးလုံးတွေကြောင့်ဘေလာကိုနှောက်ရှက်နေတဲ့သူတွေကလန့်ပြီးတော့ထွက်သွားပါတော့ရယ်ဘေလာကအက်ဒဝါကိုရင်ဂျက်စီကာတို့စီကိုလိုက်ပို့ပေးခဲ့ပါရယ်ဂျက်စီကာတို့ကတော့ညသာစားပြီးသွားတာကြောင့် ြန်မှုပြင်ဆင်နေတုန်းမှာပဲဘေလာရုရောက်လာတာကြောင့်ညသာစာဝေးနောက်ကျတဲ့ဘေလာကိုစိတ်ဆူဆူနဲ့ပြောနေခဲ့ပါရယ်အဲ့ချိန်မှာကားရဲကနေအက်ဒဝတ်ထွက်လာတာကြောင့်အရေးကဲနောက်လေသွားတဲ့ဂျက်စီကလည်းဘာမှမပြောတာတော့ပါဘူးနောက်ပြီးတော့အက်ဒဝတ်ကဘေလာကိုသူနဲ့ညသာစာဖို့ခေါ်လာလိမ့်မယ်လို့ပြောလိုက်ပြီးတော့အင်ကိုလည်းသူကိုယ်တိုင်လိုက်ပို့ပေးမှာဖြစ်လို့စိတ်မပူဘဲဂျက်စီကာကိုပြောလိုက်ပါရယ်ဘေလာနဲ့အက်ဒဝတ်တို့လည်းညစာကိုတူတူစားကြပြီးတော့ဘေလာက နေငိုင်းရဲ့နောက်ကိုလိုက်နေရလားလို့အက်ဒွတ်ကမေးလိုက်ပါတယ်။အက်ဒွတ်ကဟုတ်တယ်။ငါနီကိုကောက်ခဲ့ပေးခြင်းနဲ့နောက်ပြီးတော့ဒီဆိုင်မှာရှိတဲ့သူတွေရဲ့စိတ်ကိုဖတ်လို့ရတယ်။နင်းတယောက်ကလွဲပြီးပေါ့။ နေနဲ့ထက်ပြီးတော့ဝဝေးနေဖို့အတွက်ငါမှအင်အားမရှိတော့ဘူးလို့ဘေလာကိုတွေ့ဝိုက်ပြီးတော့ချစ်ခွင့်ပါလိုက်ပါရယ်။အဲနောက်ဘေလာရဲ့အိမ်ကိုအက်ဒရော့ကကိုရင်ကိုကြလိုက်ပို့ပေးခဲ့ပြီးတော့လက်ခုလက်တနေရာတော့ဘေလာဖခင်ရဲ့ကားကအမှုဖြစ်တဲ့နေရာမှာရှိနေပြီးအကြောင်းဆုံးသိရဖို့တွားကြည့်ခဲ့ပါရယ်။အဲမှာဖခင်ဖြစ်သူရဲ့တငယ်ချင်းဟာတလိပ်ဆန်တကောင်ရဲ့တက်ဖြက်ချင်းကိုခံလိုက်ရပါရယ်။ဘေလာကတော့သူ့ရဲ့ချစ်ဆုံးတငယ်ချင်းဒီလိုဖြစ်ဆုံးနဲ့ကြုံတွေ့ရတာကြောင့်ဝမ်းနဲ့ကြေကွဲနေပါရယ်။နောက်ပြီးတော့ဘေလာကိုလည်း ။မြေကောင်းစပရေးတပူးကိုကြောင်းရှိလိုက်ရင်သုံးဖို့တက်ပေးလိုက်ပါရီ။ဖခင်ဖြစ်သူကိုတော့ဘေလာကနှစ်သိပ်ပေးပြီးတော့အိမ်ကိုခေါ်လာပါတော့တယ်။ အင်ရောက်တော့ဗီလာကကိုလန်နီကြောင့်ကိုခဲကနေရှာလိုက်ပါတော့တယ်။အဲခါမှာအကြောင်းဆိုသိရပြီးတော့ကိုလန်ဆိုတဲ့မျိုးရိုးဟာသွေးစုပ်ဖို့ကမျိုးရိုးဖြစ်ပြီးတော့နေမထွက်တဲ့အရှက်မာသာနေထိုင်ကြပါရီ။နောက်ပြီးသူတို့ကလူသားသွေးတွေကိုတောက်တုံးချပြီးတော့လူသားတွေရဲ့တပ်တန်းထက်သုံးစားလာနေထိုင်တတ်ပါရီ။အကြောင်းဆိုသိသွားတဲ့ဗီလာလေးအက်ဒဝါကိုတွေးဖို့တွေ့ကြောင်းနေခဲ့ပါရီ။ဒါပေမဲ့လည်းဗီလာရင်ထဲမှာအက်ဒဝါကနေရာယူပြီးဖြစ်တာကြောင့်အက်ဒဝါရဲ့နှခမ်းပါကထွက်လာမယ့်စကားသာအတီးလို့မှတ်ယူထားတာဖြစ်တာကြောင့်အက်ဒဝါကိုရဲစုပြီးတော့တောက်တိတ်ခဲ့ပါရီ။ဗီလာနဲ့အက်ဝါတို့တွေ့တဲ့အခါမှာဗီလာက က်ဒဝါကိုတဟုတ်တနီယာကိုခေါ်သွားခဲ့ပါရီအိမ်မှာဘီလာကအက်ဒဝါကသိဆုပ်ဖို့ကောင်းဆိုတာကိုငါသိတယ်လို့ပြောလိုက်ပါရီအဖြစ်မှန်သိသွားရင်ဘီလာကိုအက်ဒဝါကဖုံးကွယ်ထားခြင်းမလုပ်တော့ဘဲနဲ့အကြောင်းစုံပြောပြဖို့အတွက်နေအောင်ကြီးရှိတဲ့တောင်ကုန်းတနီယာကိုသူ့ရဲ့လက်မြန်နဲ့စွဲအင်နဲ့ခေါ်သွားခဲ့ပါရီအနောက်နေရာအောက်ကိုထွက်ပြလိုက်တဲ့အခါအက်ဒဝါကိုဘော်ကစိန်ရောင်တွေတလက်လက်တောက်ပလာပါတော့တယ်နောက်ပြီးတော့ဘီလာကိုငါကလူသက်သမားငါရဲ့ခနာကိုကလူသက်ဖို့မွေးဖွားလာတာလို့ပြောလိုက်ပါရီဘီလာကတော့အက်ဒဝါကိုနိမ့်နိမ့်ကကချစ်မိနေတော့ဘာကောင်မှအမြင်တော့ပါဘူးအက်ဒဝါ ါကိုနေဘလိုပုံစံမျိုးဖြစ်လာဖြစ်လာငါကချစ်မှာပါလို့ပြောလိုက်ပါတယ်အဲနောက်အက်ဒွားနဲ့ဘေလာတို့ဟာချစ်သူတွေဖြစ်သွားကြပြီးတော့ကျောင်းမှလည်းတပူတတွေသွားလာနေကြပါတယ်ကျောင်းမှာတော့ဘေလာတငယ်ချင်းတွေနဲ့ခြားသူတွေကပါသူတို့ချစ်နေကြတာသိသွားတော့အထူးဆန်းလိုက်ကြည့်နေကြပါတယ်ဘေလာတို့တွေကိုအက်ဒွားတို့ဖွဲ့ကလည်းရဲကြီးကြီးနဲ့စောက်ကြည့်လာကြပါတော့တယ်နောက်တော့အက်ဒွားကဘေလာနဲ့တူတူတောင်ကုန်းတနေရာမှာတယောက်ကျောင်းတယောက်ပြောနေခဲ့ပါတယ်အဝါကသူခုလိုဖြစ်သွားတာက1918စပိန်ယောဂါနဲ့တေလူစဲစဲအချိန်မှာပဲကာလီစကန်ကကိုရှာတွေ့ခဲ့တယ်ကာလီကသွေးစုပ်ဖို့ကတေ ရောက်အိမ်နောက်ငါကောမသေးစေခြင်းနဲ့ကာလစ်ကသူ့ရဲ့သွေးတွေကိုငါရဲ့ခနာကိုယ်ထဲထည့်ပြီးတော့ပုံပြောင်းခဲ့တာအိမ်နောက်တော့သူ့ရဲ့မိမကိုပါအသွင်ပြောင်းပေးလိုက်တယ်လို့ဘေလောက်ကိုပြောပြပါတယ်သူတို့ကသွေးတွေနဲ့အသက်ရှင်ပေမဲ့လူတွေရဲ့သွေးကိုမတောက်တော့မဲနဲ့တိရစ္ဆာန်တွေရဲ့သွေးကိုသာတောက်တော့နိုင်အောင်ချစ်ကျင်ထားကြတယ်လို့ရှင်းပြပါတယ် ဒါဆိုအခုရပိုင်းမှာလူတွေတလိဆန်တကောင်ကိုက်ခိုင်ရပြီးတော့တည်ဆုံသွားတဲ့သူတွေကနင်းတို့မဟုတ်ပဲအခြားတစ်ဖက်ပေါ်လို့ပြောလိုက်တဲ့အခါမှာအက်ဒရက်ကဟုတ်တယ်အပြင်လောကမှာခြားတစ်ဖက်ရှိသေးတယ်လို့ပြောလိုက်ပါရင် နောက်နေတော့ဘေလာကသူမရဲ့ကားကိုတန်ရှင်းရလုပ်နေခဲ့ပြီးတော့ရှော့တရဲ့အဝါရောက်လာပါတယ် အက်ဒဝါကိုညင်ညင်နေဖို့တဲ့ပြောလိုက်ပြီးတော့အက်ဒဝါကတော့မနေ့ဖြန်မနေ့ကျရင်သူ့ရဲ့မိသားစုနဲ့ဘေလာကိုတွေ့ပြီးဖို့ခေါ်တော့မှဖြစ်တဲ့ကြောင့်လားပြောတာလို့ပြောလိုက်ပါရယ်။အဲဒီမှာဘေလာကသွေးဆုပ်ဖို့ကောင်းနေတဲ့တွေ့ဆုံဖို့ကြောက်ရွံ့မနေဘဲနဲ့သူနဲ့အက်ဒဝါကိုသဘောမချမှာကိုသာစိုးရိမ်နေခဲ့ပါရယ်။ဒီမှာကြားကမှာပဲအက်ဝါကဂျက်စီကာကိုတားဖားရင်အနေကိုရသွားတာကြောင့်ဘေလာရှိတဲ့နေရာကနေချက်ချင်းထွက်လာခဲ့ပါရယ်။ဂျက်စီကာကိုတားဖားကတော့ဘေလာကိုနှုတ်ဆက်လိုက်ပြီးတော့ဂျက်စီကာကဘေလာကိုသတိရလို့လာလေတာလို့ဂျက်စီကာဖခင်ကဟာတာနှုတ်ပြီးတော့စာနာလိုက်ပါရယ်။အဲနောက်ဘေလာဖခင်ရောက်ပြီးတော့စားတော့ကြပါတော့ရီ ီနောက်တစ်နေ့မှာတော့ဘေလာကိုအက်ဒွတ်ပြောထားတဲ့အတိုင်းလူသူရောက်ပေါက်နေတဲ့အက်ဒွတ်တို့အိမ်ကိုခေါ်လာခဲ့ပါတယ် အထွတ်မိသားစုကတော့ဘေလာကိုဖော်ဝေဆက်ဆံကြပြီးတော့ဘေလာကြိတ်မယ်ထင်တဲ့စားစာချို့ကိုဗီယိုကြည့်အောင်ချက်ပြုတ်နေပါရီအချင်းအဘကဘေလာပြင်မှာစားလာပြီးပြီလို့ပြောလိုက်တော့အဖွေလေးကရိုစလီဆိုတဲ့ကောင်မလေးကခင်ထားတဲ့ပကံကိုခွဲပြက်လိုက်ပါတော့တယ်အနာဘေလာကအထွတ်ရဲ့မိသားစုကဒီလိုစားစာတွေမစားကြတာသိလို့အပြင်မှာစားလာတာပါလို့တောင်းပန်ပြောဆိုလိုက်ပါရီဘေလာရဲ့တောင်းပန်တဲ့စကားကြတော့အားလုံးကကျေနပ်သွားပြီးတော့ပုံမှန်ချင်းနဲ့ပြည့်ဖြစ်သွားပါတော့တယ်အထွတ်ကသူတို့ရဲ့အိမ်ရဲ့အခန်းတစ်ခန်းစီကိုဘေလာကိုလိုက်ပြခဲ့ပြီးနောက်ဆုံးတော့အထွတ်ရဲ့ခန်းကိုရောက်လာခဲ့ပါတယ်အ ဒွတ်ကဘေလာနဲ့ကားဖို့ကြိုးစားပေမယ့်ဘေလာကသူ့မမကတဲ့ကြောင်းဝင်ခံလိုက်ပါတယ်။ဒါကြောင့်အက်ဒွတ်ကသူ့မရှိရဲ့စွမ်းအင်ကိုတုံးကဘေလာကိုတပင်ပေါ်စီကိုခေါ်သွားခဲ့ပါတယ်။ဖော့စ်မျိုးလေးကိုအကုန်နီးပါးမြင်ရတဲ့အမြင့်တနေရရောက်တော့နှစ်ယောက်သားနားလိုက်ကြပြီးတော့မျိုးလေးရဲ့လှပတဲ့ရှုခင်းတွေကိုကြည်နူးနူးကြည့်နေကြပါတယ်။ဒီဘက်မှာရှိတဲ့ဘေလာရဲ့အဖေချလေးကလည်းလူတွေတိတ်ဆုံမှုနဲ့ပတ်သက်ပြီးအမဲလိုက်ခရီးနဲ့တူချီအားခံနေကြပါတယ်။ဒီမြေခွေကိုအမြင့်တနေရကကြည့်နေတဲ့လူနှစ်ယောက်လည်းရှိနေခဲ့ပါတယ်။ညာဘက်တွေမှာတော့ဘေလာကမိခင်ဖြစ်သူနဲ့ဖုန်းပြောနေပြီးတော့သမီးကိုအဆင်ပြေရဲ့လား အကြောင်းမေးနေပါတယ်။အချိန်မှာရုတ်တရက်အက်ဒွာရောက်လာတာကြောင့်မိခင်ရဲ့စကားပြတ်သွားကလန့်သွားခဲ့ပါတယ်။အက်ဝါရောက်လာတော့ဘေလာကဒီလိုစောင့်ကြည့်နေတာဘလောက်ကြာပြီလဲမေးလိုက်တော့အက်ဒွာကတရားလောက်ရှိပြီလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့နှစ်ဦးသားဟာအခန်းထဲမှာချီရီလူပုတ်တဲ့လုပ်နေချိန်မှာအက်ဒွာကကိုယ့်ကိုပြန်ထိချုပ်လိုက်ပါတယ်။အကြောင်းကတော့လူရင်းနဲ့ဆက်ဆက်မေးလိုက်ရင်သူ့စိတ်တွေမထိချုပ်နိုင်မဲနဲ့အရင်လိုစိုးသွင်းတဲ့ဘဝပြန်ရောက်သွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။အက်ဒွာကတညာလုံးဘေးနားမှာပဲနေပြီးတော့ဘေလာအိမ်နေရာလေးကိုရိတ်တိကျစောင့်ကြည့်နေပါတယ်။မနေ့မိုးလင်းတော့ဘေလာကဖခင်ဖြစ် ူကိုအက်ဒဝါကတွေ့ချင်းကြောင့်ခွင်တောင်းလိုက်ပါတယ်။ဖခင်ဖြစ်သူလည်းသဘောတူလိုက်ပြီးတော့အက်ဒဝါနဲ့တွေ့ခဲ့ပါတယ်။အဲ့ခါမှာအက်ဒဝါကမိသားစုဘေ့စ်ဘောကစားပွဲမှာဘေလောက်ကိုခေါ်လာဖို့အတွက်ခွင်တောင်းခဲ့တာဖြစ်ပါတယ်။သမီးဖြစ်သူကိုချစ်တဲ့ဖခင်လေးဘေလာမျက်နှာလေးကိုတစ်ချက်ကြည့်လိုက်တော့လိုက်သွားဖို့ခွင့်ပေးလိုက်ပါတယ်။နောက်ပြီးတော့သူပေးထားတဲ့ငုပ်ကောင်းဆပရီကိုစောင့်ထားဖို့မှာလိုက်ပါတယ်။ဒီလိုနဲ့ဘေလာကမိုးရီအုံမိုင်းနေတဲ့ကွင်းကြီးတနေရာကို ခေါ်လာပြီးတော့ မိသားစုဘေ့စ်ဘောပွဲကိုစတင်လိုက်ပါရင်အဆိုပါပွဲမှာဘယ်လာကတိုင်းဖြစ်လို့ပြရမှာဖြစ်ပြီးတော့ပထမဆုံး Alex ကဘောလုံးပြပောက်ရမှာဖြစ်ပြီး Rosalie ကတော့ရိုက်ရမှာဖြစ်ပါတယ် Rosalie ရိုက်ချက်ကပြင်းထန်တာကြောင့်ဘောလုံးကအဝေးတင်နေရာကိုလွင့်ထွက်သွားပါတယ် အဲ့ချိန်မှာအထွတ်ကဘောလုံးကိုကောက်ကဂျက်စပါကိုပြစ်ပေးလိုက်ပါတယ်ဒီလိုနဲ့သူတို့တွေစော့နေကြရင်အနေရရှိတဲ့သူတွေလာနေတာကိုရိုစလီကအနက်ခံမိသွားပါတယ်ဒါကြောင့်သူတို့အလုံးအားပစ္စည်းတွေတင်လိုက်ကြပြီးတော့အဆိုပါနေရာကနေချက်ချင်းထွက်ခွာဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့အချင်းအားရန်နောက်ကျသွားတာဖြစ်တာကြောင့်မလို့ဘေလာကိုစပင်ချထားဖို့မှာလိုက်ပါတယ်အနောက်တော့မြေကိုးတွေကြားကလူ၃ယောက်ပေါ်ပြီးတော့သူတို့ကိုသူတို့မိတ်ဆက်လိုက်ကြပါတယ်လော်ရန်ဆိုတဲ့လူတစ်ယောက်ကအိုးဆောင်ပြီးတော့သူ့နာမည်ကဗစ်တိုရီယာသူကတော့ဂျိမ်းစ်လို့ပြောလိုက်ပါတယ်အဲကအထွတ်တို့ဖွဲ့လေသူတို့ကိုသူတို့ပြန်မိတ်ဆက်ပေးလိုက်ပြီး ော့ဘေပေါ်စာနီမှာပါဖို့အတွက်တောင်းဆိုလာပါတယ်။အဲဝါရူကလည်းလက်ခံလိုက်ပြီးတော့စောဖို့တွေပြင်ဆင်နေတုန်းမှာပဲလေတချက်ဝေးလိုက်တာကြောင့်ဘေလာစပင်နေဟာလေတဲကိုပြန်ပြောင်းကဘေလာရဲ့အနံ့ကောင်ဗီတိုရီယာကရှာသွားခဲ့ပါတယ်။အကဗီတိုရီယာဆာလောင်နေတဲ့ကြားရကောင်ကတမင်ကိုတွေ့တယ်လို့ပုံစံပြောင်းသွားပြီးတော့အမဲလိုက်ဖို့စတင်ပြင်ဆင်မှာတော့တယ်။အက်ဒဝါဒိုလည်းပြန်လည်ခုခံမှုတွေပြင်ဆင်နေတုန်းမှာပဲလော်ရန်ကလာရောက်တားခဲ့တာကြောင့်ပြန်ငိမ့်သွားခဲ့ပါတယ်။ဒါပေမဲ့ဒီပြဿနာတွေကမပြီးသေးဘဲနဲ့ရှိနေတာကြောင့်ဘေလာကိုလုံးကျုံတဲ့နေရာတစ်ခုကိုအက်ဒဝါကခေါ်သွားဖို့ပြင်ဆင် ်မာတော့တွေဗီလာကတော့နားမလဲတဲ့ဟန်နဲ့အက်ဒဝါ့ကိုဘာတွေဖြစ်နေရလဲမေးလိုက်တော့ဗီတိုရီးယားမျိုးလုံးတွေကိုငါမြင်လိုက်တယ်။သူမင်းကိုမရမကအမေးလိုက်တော့မှနောက်ပြီးတော့ငါရဲ့တုတ်ပြန်ပုံကသူ့ရဲ့ဒေါသကိုစွပေးလိုက်တယ်လို့ဖြစ်တယ်။ဒါကြောင့်မင်းကိုလုံခြုံတဲ့နေရာတစ်ခုမှာထားရမယ်လို့ပြောလိုက်ပါတယ်။အဲ့ခါမှာဗီလာရဲ့အနက်ကိုရှာသွားတဲ့ဗီတိုဟာဗီလာရှိတဲ့နေရာမှန်သမျှကိုမြေလဲရှာဖွေမှဖြစ်တာကြောင့် ူမရဲ့ဖိအင်ကိုလည်းရောက်လာနိုင်တာကိုသတိထားမိသွားပါတယ်။အနောက်တော့ဘီလာအလောကြီးအင်ကိုပြောင်းလာကအဖေဖြစ်သူကိုကြောင်းပြချက်မမေရမပေးဘဲနဲ့နာကြီးစရာစကလုံးနဲ့ထိုးနှက်ကချက်ချင်းပဲထွက်လာပါတော့တယ်။ဖခင်ကိုဒုက္ခမြောက်စေခြင်းနဲ့ဘီလာဟာမပြောချင်တဲ့စကလုံးတွေပြောကအထွတ်နဲ့တူထွက်လာခဲ့ပါတော့တယ်။အဲဒါအင်ကိုသွားခဲ့တဲ့လမ်းမှာတော့ truck ကားပေါ်ကို MN ရှောက်လာတာကြောင့်လက်သွားခဲ့ပါရယ်။နောက်ကနေ Elisto ကထက်ချက်မကွာလိုက်လာပြီးတော့ကာဝယ်ပေးခဲ့ပါရယ်။ Edward အင်ရောက်တော့ Boran ကရောင်းနေနေပြီးတော့ Victoria ကိုရှော့မတက်ဖို့နဲ့သူကမေးလိုက်တဲ့နေရာမှာတော်ချောင်းပြပြက James ဆိုတဲ့ကောင်မလေးကိုပါတတိထားမှာဖြစ်တဲ့ကြောင့်လာပြီးတော့တီးပေးသွားခဲ့တာပဲဖြစ်ပါရယ်။အနောက်ဘေလာကိုကာဝယ်ဖို့တဲ့ပြင်ဆင်လိုက်ပါတော့ရယ်။ ။အဲနဲ့နဲ့ဂျက်စပါတို့ကလည်းဘေလာကိုတောင်ဝင်းကိုခေါ်သွားမှဖြစ်ပြီးတော့အက်ဒဝါရိုးစလီ၊အမ်မက်ဂျိုဟာဗီတိုရီယာနဲ့ဂျိတ်စ်တို့ကိုလမ်းလွှဲပေးရမယ်လို့အသီးသီးတောင်ဝင်းတွေခွဲလိုက်ကြပါရီ။အဲနောက်တော့အက်ဒဝါတို့ဟာတိုးတောင်တွေကိုဖျက်ပြီးတော့လွန်လိုက်ခဲ့ပါရီ။ရိုးစလီကတော့ဘေလာဝစ်ဆုံနဲ့အနက်ကိုချီအားခံဖို့ထားခဲ့လိုက်ပါရီ။ဗီတိုရီယာကတော့ဘေလာရဲ့အနက်ကိုအာရုံခံပြီးတော့လိုက်လာခဲ့ပါရီ။ဒါပေမဲ့မဲလိုက်တာကျွမ်းကျင်နေတဲ့ဗီတိုရီယာဘို့တော့သူတို့ချီအားဖျက်ဖို့ကြိုးစားမဲတည်သွားပြီးတော့နောက်ကျောင်းပြန်လဲခဲ့ပါရီ။ဒီဘက်မှာလည်း LS နဲ့ဂျက်စပါတို့ဟာဘေလာကိုတောင်ဝင်းတနေရာကိုခေါ်သွားနေခဲ့ပါဗျ။ ြီတမောင်းရဲ့ဟိုတယ်တစ်ခုမှာပေလာလိုနားနေကြပြီးတော့အနာဂတ်ကိုမြင်နိုင်စွမ်းရှိတဲ့ Alex ကတမောင်းရဲ့မျက်လုံးထဲမှာမှန်လုံခန်းတစ်ခုပေါ်လာတာကြောင့်ဆောင်ရွက်ပေါ်မှာရေးဆွဲလိုက်ပါတယ်ဘဲလာကအဲလေးဆွဲလိုက်တဲ့မန်လုံကန်းကိုမြင်တော့ငငယ်ကသူ့မရဲ့အမေဘဲလေးကတင်ပြဖို့ခေါ်သွားနေကြနေရကိုမျက်ရသွားခဲ့ပါရယ်နောက်တော့အဲဝါစီကဖုန်းဝင်လာတာကြောင့် ဘဲလာစီလာနေပြီဆိုတဲ့အကြောင်းရိုစလီနဲ့အမ်မက်တို့ဟာသူမရဲ့ဖေကိုကာဝေးဖို့ဖုန်းမြုပ်ကိုရောက်နေပြီဆိုတဲ့အကြောင်းပြောခဲ့ပါတယ်။ဘဲလာစီကိုသူမရဲ့မိခင်ဖုန်းလဲတစ်ချိန်ထဲမှာဝင်လာခဲ့ပါတယ်။အနောက်တစ်ဘက်ကပြောနေတဲ့မိခင်ကစိတ်ပူပန်နဲ့ပြောနေတာကြောင့်ဘဲလာကဘာမှစိတ်မပူဘူးပြောလိုက်ပါတယ်။နောက်တော့ဖိုးကိုတစ်စုံတစ်ယောက်ကကောက်ကန်လိုက်ပြီးတော့ first တန်းကျောင်းကသူတို့ကျောင်းသားတွေရဲ့ကိုကြီးကိုရာတွေကိုတိတ်ချမထိန်သိနိုင်တာပဲလို့စကားနဲ့တူဘဲလာမိခင်ကိုဖန်ထားတယ်ဆိုတဲ့အကြောင်းနဲ့သူမမိခင်ကိုလိုချင် Venus မြို့မှာပညာသင်ခဲ့တဲ့အမှန်လုံခန်းကိုလာဖို့ပြောလိုက်ပါတယ် ဘသူကမှခေါမလာဖို့လေမှာလိုက်ပြီးတော့တယောက်ယောက်ပါလာရင်ငါကတိနေလို့ပါဗစ်တိုးရီးယားကအတိပေးလိုက်ပါရီအနာဘီလာသူမိခင်ကိုကယ်ဖို့အတွက်ဖီဒစ်ကိုပြင်ရပါတော့ရီ ဗစ်တိုးရီးယားချင်းတဲ့နေရာရောက်တော့ဘေလာမီကင်ရဲ့အတန်ကိုကြားသွားကအတန်လိုက်ရနေရာကိုဥတီသွားပါရောရေအဲခါမှသာဘေလာဟာလဲစားခံလိုက်ရတာဖြစ်ပြီးတော့အတန်ဖိုင်ကလည်းသူမငယ်စဉ်ကမီကင်နဲ့တူရိုက်ထားတဲ့ဗီဒီယိုဖြစ်နေခဲ့ပါရီဗစ်တိုးရီးယားကတော့ဘေလာနောက်ကနေရုတ်တရက်ပေါ်လာပြီးတော့ဘေလာကိုတင်းချင်းချင်းနဲ့တတ်ဖို့ပြင်ဆင်နေပါရောရေဘေလာကိုဆုံးစီရင်ခင်အထွတ်ကိုမြင်အောင်ပြဖို့ဗီဒီယိုရိုက်ထားမယ်လို့ပြောလိုက်ပါရီအနောက်ကင်မရာကိုထုတ်လိုက်ပြီးတော့ဘေလာကြောက်နေတဲ့ပုံကိုတဆိတ်ဆိတ်ကြီးကရှီမောနေပါရောရေဘေလာကတော့သူမဖခင်ပေးထားတဲ့မြို့ကောင်းဆပရေဘူးနဲ့ဗစ်တိုးရီးယားမျက်နှာကိုဖျက်လိုက်ပါရီ ဒါပေမဲ့ဆယ်ရီဘူကဗီတိုရီယာမျက်နှာပေါ်ကိုအထီရောက်ခဲ့ပေနဲ့ပို့တော်သားဖြစ်စေခဲ့ပါရီဗီတိုရီယာဘေလာပြေးသွားတဲ့နောက်ကိုရှင်ပိပိနဲ့တဆက်ခုံလိုက်ပြီးတော့ဘေလာကိုစိတ်ရှိလက်ရှိဆွဲပစ်လိုက်ပါတော့ရီအချိန်မှာအဝဲရောက်လာပြီးတော့ဗီတိုရီယာနဲ့တိုက်ခိုက်ပါတော့ရီခွန်အားချင်းများလာကြောင်းအက်ဒဝါဟာဗီတိုရီယာရဲ့တိုက်ခိုက်မှုကိုအလူးလဲလင့်ခံခဲ့ရပါရီအနောက်မှာအက်ဒဝါကိုဆွဲပစ်လိုက်တာကြောင့် ဘရင်းမောင်နာကိုရောက်သွားပါတော့တယ်အခွင့်အရေးရသွားတဲ့ဗီတိုရီယာဗီလာရဲ့လက်ကိုကတ်လိုက်ပါတော့တယ်ဒါကိုမြင်သွားတော့အက်ဒွာဟာဒေါသလုံးထွက်သွားပြီးတော့ဗီတိုရီယာကိုပြင်းထန်တိုက်ခတ်လိုက်ပါတော့တယ်အက်ဒွာဗီတိုရီယာကိုနှယံကက်ပြီးတော့လက်ဘင်းကိုကိုက်ဆွဲလိုက်ပါတယ်အချိန်ထဲမှာပဲရိုစလီတို့အဖွဲ့ရောက်လာပြီးတော့အက်ဒွာကိုတားလိုက်ကဗီတိုရီယာကိုလည်းဂျက်စပါရိုးကမီးရှို့ဆုံးစင်လိုက်ပါတော့တယ် ဘေလာကတော့ဗီဒီယိုကိုက်ခံထားတဲ့အချိန်ကြောင့်စိတ်တွေတက်နေခဲ့ပြီးတော့လူလိမ့်ဖြစ်နေတဲ့ဘေလာကိုအက်ဒဝါကစိတ်တွေဆုတ်ထုတ်ယူလိုက်ပါတယ်ဒီဖြစ်ပျက်တွေဖြစ်ပြီးနောက်မှာတော့ဘေလာလည်းစိတ်ကူးသမှုခံယူရပြီးတော့မိခင်လည်းဘေလာနားမှာအေးကြီးကြီးဖြစ်နေပါတော့တယ်ရှင်နေငယ်ကြသွားတဲ့နောက်မှာတော့ဘေလာလည်းစိတ်ဝင်ကပြန်စင်းလာရပြီးတော့ကျောက်ကဝဲမှာအက်ဒဝါနဲ့တူတက်ရောက်ခဲ့ပါတယ်ကျောက်ကဝဲမှာတော့နှစ်ယောက်သားပျော်ပျော်ရွှင်နေပဲကောက်ခုံနေကြပြီးတော့ဘေလာကအဲ့ဒီကငါ့ကိုဘာဖြစ်လို့ကဲလိုက်ရတာလဲနင်သားစိတ်တွေပြန်မထုတ်ရင်နင်းလိုဖြစ်နေလားပြီးလို့ပြောလိုက်တဲ့အခါအက်ဒဝါကနင်ငါလိုဘွားမျိုးကိုမလို့ကျွန်မ ားဘူးအခုလိုပုံစံလေးကိုပဲငါသဘောကျတယ်လို့ပြောခဲ့ပါတယ်နောက်ပြီးတော့ဘေလာကငါ့ကိုနီလိုပုံစံဖြစ်လာတာတွေ့တယ်ဆိုပြီးတော့ LS ကပြောဘူးတယ်လို့ဆိုလိုက်ပါတယ်ဗီတိုရီယာရဲ့ချစ်သူချင်းကတော့အဆိုပါမြင်ကွင်းကိုကျောင်းရဲ့အပေါ်တက်တနေရာကနေစောင့်ကြည့်နေရင်းနဲ့ဇလန်းလေးလေးဒီနေရာမှာနေတခန့်ရက်သွားပါတော့ရီဟုတ်ကဲ့ပါဒါကတော့တွင်းလိုက်ဆိုတဲ့ဇလန်းကို record ပြုလုပ်ပေးသွားတာဖြစ်ပြီးတော့ပရိသတ်နေနေလေးစိတ်နစ်သက်မယ်လို့မျှော်လင့်ပါတယ် ဒီကလေးတဘောကြနေတဲ့တည်းဆိုရင်တော့ဗီဒီယိုလေးကိုလက်မလေးပေးခဲ့ဖို့နဲ့နောက်ထပ်ဇာလန်ကောင်းနေကြည့်ရှုဖို့ channel လေးကို subscribe လုပ်ခဲ့ပေးဖို့တဲ့မှာကြလိုက်ပါစေနော်အချိန်ပေးပြီးတော့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဇာလန်ကောင်းနေတဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်